Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင်2025ပညာသင်နှင်းရဲ့အတန်းနှင့်စာမေးပွဲဖြစ်ဆိုနေကြတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ကောင်းချင်းလေးပြဖြစ်တဲ့ပညာရေးစနစ်ကောင်းချင်းစီမံခန့်ခွဲအုပ်ချုပ်ရေးကောင်းချင်း တင် जा ရေးဆရာများရဲ့တရားတရားအပြည့်ဖြင့်စ조사တင် जा ပေးမှုကြောင့်ចောင်းသားចောင်းသူများရဲ့စာတက်ခြင်းစိတ်조사တင်ယူခြင်းတို့ကိုအခြေခံ၍ရန်ကုန်တိုင်းဒေသကြီးကျင်းမြင့်နိုင်မြို့နယ်တာလူចောင်းတိုင်းရှိရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင်ဒီကနေ့အောက်တိုဘာလ16ရက်နေ့လယ်တနာရီက2025ပညာသင်နှင့်အတန်းနှင့်စာမေးပွဲဖြစ်ဆိုနေကြောင်းသိရပါသည် 2025ခုနှစ်ပညာသင်နှင့်အတန်းနှင့်စာမေးပွဲကိုအော်တိုဘာလ16ရက်မှ23ရက်နေ့အထိ9ရက်ကြာမွန်းလွဲတနာရီမှညနေ4နာရီအထိရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင်ဒီပလိုမာ BA နှင့် MA အတန်းများရဲ့အတန်းနှင့်စာမေးပွဲဖြေဆိုနေကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါရန်ကုန်ဗုဒ္ဓတက္ကသိုလ်ပေါမောက်ခချုပ်ပေါမောက်ခမဟာဌာနမှဆရာတော်တို့မှ အတန်းနှင့်စာမေးပွဲကြီးအတွက် အတန်းများအလုံးကိုမိကွန်များစီမင်းဆိုင်ရာများဖော်မန်နှင့်ကိုင်ညီမှုရှိမရှိတို့ကို ကြိရှိစစ်ဆေးခဲ့ပြီး2025ပညာသင်နှစ်အတွက်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၌အတန်းနှင့်စာမေးပွဲဖြစ်ဆိုခြင်းတွင်တန်ဃာတော်148ပါတိလရှင်29ပါနှင့်လူပုဂ္ဂိုလ်80ဦးစုစုပေါင်း246ဦးဖြစ်ဆိုနေကြခြင်းပင်ဖြစ်ပါသည်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် ရန်ကုန်မြို့နယ်အတွင်းရှိကျောင်းတိုက်အသီးသီးမှတန်ဃာတော်သီလရှင်များတယောက်လျက်ရှိသည့်အပြင်အဘိဓမ္မာရှိကရမိုက်ပဋ္ဌံအစရှိတဲ့သင်တန်းဌာနများမှာဘာသာရေးလိုက်စားသူလူပုဂ္ဂိုလ်များလည်းတက်ရောက်ပညာသင်ကြားနေတယ်လို့သိရပါတယ်။ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် BA အတန်းအောင်မြင်သူများသည်စာတန်းတင်သွင်းခြင်း MA အတန်းအောင်မြင်သူများသည်ကျန်းပြူခြင်းတရားထိုင်ခြင်းများပြုလုပ်ဆောင်ရွက်ပြီးမှ ွဲလက်မှတ်များကိုပွင့်နှင်းသဘင်စီရင်ကျင်းပ၍ပေးအပ်လျက်ရှိတယ်လို့သိရပါတယ်အမကွေဘိုအတ္တိကအေးပါတော့တင်တတော်